အမျိုးသမီးသည်သူမ၏မျက်နှာပေါ်ရှိအမာရုပ်ကိုဆွဲခွာလိုက်ပြီးသူမသည်နူးညံ့သောမိတ်ကလေးလိုက်ပြီးအင်ရှင်မဘဝမှအလှပကေးဖြစ်သူချက်ချင်းပြောင်းလဲသွားခဲ့သည်ထို့နောက်သူမသည်လေးပတ်ကြာဆောင်းတိုင်းပြီးသူမ၏ခင်မုန်းဟောင်းနှင့်အိမ်ဖော်၏မင်္ဂလာပွဲအခမ်းအနားသို့ပေါ်လာခဲ့သည်သူမသည်သူတို့ကိုရှက်ရွံ့စေလိုယုံတာမကအိမ်ဖော်ဤစစ်မှန်သောမျက်နှာကိုလည်းဖော်ထုတ်လိုခဲ့သည်။တုံးတဲ့အကြာကအမျိုးသမီးသည်ထိုမျိုးသားနှင့်အတင်းအကျပ်လက်ထပ်ခဲ့ရသည်။လက်ထပ်ပြီးနောက်အမျိုးသမီးသည်နေတိုင်းအိမ်မှုကိစ္စများကိုဂရုတစိုက်လုပ်ခဲ့သည်။ သို့သောခင်ပွန်းသည်သူမ၏ရုပ်ရည်တွင်ပြင်ကိုမကြိုက်ခဲ့ပေသူမနှင့်လက်ထပ်ခြင်းကြောင့်သူ၏တငယ်ချင်းများကသူ့ကိုအထင်သေးကြောင်းပြောခဲ့သည်ဤနေ့တွင်သူသည်မခံမရနိုင်ဖြစ်တော့ပဲကွာရှင်းစာချုပ်ကိုအမျိုးသမီးထံပြချခဲ့ပြီးထိုခိုက်တန့်တွင်အမျိုးသမီးသည်ခင်ပွန်း၏နှလုံးသားထဲတွင်သူ၏ပထမဆုံးအချစ်သာရှိသည်ကိုအပြည့်အဝသဘောပေါက်ခဲ့သည်သူမမတိလိုက်ဒီမှာထိုမျိုးသမီးသည်အမှန်တကယ်သူ၏ပထမဆုံးအချစ်ဖြစ်နေခြင်းပင်အမျိုးသမီးသည်မြေပြင်မှကွာရှင်းစာချုပ်ကိုကောက်ယူလိုက်ပြီးစာရွက်အဖြူကိုကြည့်ရင်းသူမလုံးဝစိတ်ပြတ်အာရုံသွားခဲ့သည်သူမသည်သူမကိုသူမပြန်ဖြစ်ဖို့ဆုံးဖြတ်ခဲ့သည် ထို့နောက်သူမ၏ဟန်ဆောင်ထားမှုကိုဖယ်ရှားလိုက်ပြီး၃နှစ်တာချစ်ခဲ့ရသောထိုအမျိုးသားကိုစုံခွာရန်ဆုံးဖြတ်လိုက်ပြီးအမျိုးသမီးပြန်လာခြင်းတည်င်းသည်ခေါင်းစီတည်င်းများကိုချက်ချင်းဖန်တီးခဲ့သည့်ခင်မွန်းသည်ပထမဆုံးအကြိမ်တွင်အမျိုးသမီး၏ကားကိုတားဆီးခဲ့သည်သူသည်အမျိုးသမီးနှင့်စကားပြောလိုကြောင်းပြောခဲ့သည့်မမျှော်လင့်ပဲအမျိုးသမီးကချက်ချင်းညှင်းပယ်ခဲ့သည့်နောက်တစ်နေ့တွင်အတွင်ရင်မှုကအမျိုးသမီးအား၃နှစ်တာသူမထွက်ခွာနေစဉ်တစုံတဦးကသူမ၏အမတ်သားကိုဟန်ဆောင်၍လှုပ်ရှားမှုများတွင်ပါဝင်ခဲ့ကြောင်းပြောပြခဲ့သည့်အတွင်ရင်မှုကထိုဟန်ဆောင်သူ၏နာမည်ကိုမြင်သောအခါထိုသူသည်အမျိုးသမီး၏အိမ်ရှိအိမ်ပေါ်ဖြစ်နေကြောင်းတွေးလိုက်ရလေတော့သည်